ဒီလာပါရှင့်ဖြူကတော့ဂျပန်ရောက်နေပြီမဲ့မြန်မာယူရမုံလုံးရေပေါ်ကိုနှစ်တိုင်းလုံစာဖြစ်ပါရဲ့ရှင်။ခေါင်းကြီးမုံနဲ့ထင်ရလေးရှိုံနဲ့လုံစာလို့ရနိုင်မယ်နီးလေးကိုပြန်နေမျှဝေချင်ပါရဲ့နော်။ကြည်စားသလား။စိတ်တော်စိုးနဲ့ကြည်စားသလား။မုံလုံးရေပေါ်လုံစာဖို့အတွက်ခေါင်းကြီးမုံနဲ့ထင်ရကိုပဲပြင်ဆင်ထားလိုက်ပါရဲ့ရှင်။ခေါင်းကြီးမုံကိုစံချိန်ကွက်နှစ်ခွက်စာအသုံးပြုထားပါရဲ့နော်။ ။ဒီရပါအနေနဲ့ကတော့စားလေးအနေနဲ့ကိုပဲထည့်ပြထားပါရဲ့ရှင်။ရေကိုတော့စံချင်ခွက်တစ်ခွက်စာကိုထည့်ပြထားပါရဲ့နော်။ရေထည့်တဲ့နေရာမှာတော့တခါရဲ့အကုန်မထည့်ဘဲနဲ့ဖြည်းဖြည်းချင်းစီတောင်းလောင်းပြီးတော့ထည့်ပြရပါမယ်ရှင်။တောင်ကြီးအရသာအီအီလေးကိုပဲလှုပ်ရှားတာဖြစ်တဲ့အတွက်အစံမုံမရောပဲတောင်ကြီးမုံတီးတန်နဲ့လုပ်နေရဖြစ်ပါရဲ့ရှင်။ ကောင်းကြီးမုံကိုလက်မမကပ်ဖဲနဲ့အခုလိုစိစိလေးဖြစ်သွားတဲ့အနေအထားကြီးနေပြီးသားပါရဲ့နော်ဒီပေါ်စာလုံးပါမယ်ရှင်။ကောင်းကြီးအနေငယ်ကိုယူပြီးတော့ထညက်ထဲလုံးပြပါရယ်နော်။မုံလုံးရေပေါ်ဆိုရင်ချိုးလို့ပြမျိုးကတော့အလုံးကြီးတွေလောက်စားလို့မရှိပါဘူးရှင်။ ခုလိုအနီရောခက်သေးသေးလေးတွေပဲလှုပ်ရှားလေးရှိတာဖြစ်လို့ခင်ရက်ကိုသေးအောင်အစင်းတင်ခွဲထားတာဖြစ်ပါရဲ့နော်တဘာကိုရောက်နေပြီမဲ့လေယူရမပြက်နှစ်စင်ပုံလုံးရေပေါ်လုံးပြီးရောဖះဆုံးနေတင်ဖြစ်ပါရဲ့ရှင်ကောင်းကြီးမုံစံချိန်ကွက်နှစ်ခွက်စာကိုဘန်းနှစ်ဘန်းနဲ့ပုံလုံးလေးတွေလုံးလို့ရပါရဲ့နော်ဒါကတော့ပုံလုံးရေပေါ်ကြည့်ရင်စိမ့်မှုအတွဲရေခဲရေကိုချိုးပြီးရောပြင်ဆင်ထားတာဖြစ်ပါရဲ့ရှင် မုံလုံးပြုတ်ဖို့အတွက်ရေစူရာနဲ့အစင်သစ်လုံးထားတဲ့မုံလုံးလေးတွေကိုထည့်ပြုတ်ပေးပါရနော်ဘာမင်းလောက်ဆိုရင်တော့ပြုတ်ထားတဲ့မုံလုံးလေးတွေရေပေါ်ပေါ်လာပါရဲ့ရှင်။ကောင်းကင်းမုန်တီးတဲ့ကိုလုံထားတာဖြစ်လို့ပူပြီးတော့အကျက်မြန်ပါရဲ့နော်။ရေပေါ်ပေါ်လာတဲ့မုံလုံးလေးတွေကိုရေခဲရေစိမ်းထားတဲ့ရေထဲကိုဆဲပြီးတော့ထည့်ပေးပါရဲ့ရှင်။ အခုလိုရေခဲရေစိမ့်ပြီးထားရင်တော့အချိန်ကြာတဲ့အထိမုံလုံးကဖြူဖြူတင်းတင်းလေးနဲ့ပိုစားကောင်းပါရဲ့နော်ဒီကဲခနာစိန်ဒီယာနဲ့စားဖို့အတွက်တင်ဆင်လိုက်ပါရရှင်။ချိုးကတော့ဒီမျိုးသူဆိုတော့မုံလုံးကိုတကြားလေးဖြူပြီးတော့မှအငဲလောက်စားလေးရှိပါရဲ့နော်။ ကြားဖြူပြီးရင်တော့အုံးသီးနူးနူလေးတွေပါအပေါ်ကနေထူပေးလိုက်ပါအရှင်။ပွေးတက်တက်ရင်တော့အုံးသီးမပါဘဲနဲ့လှုပ်စားပါနော်။ကောင်းငင်းမုံတစ်မျိုးတည်းနဲ့လှုပ်ထားတဲ့မုံလုံးရေပေါ်အီလေးတွေရပါပြီရှင်။ချိုတီနေတင်ပြသွားတဲ့မုံလုံးရေပေါ်အရယ်လုံးနီးလေးကိုသဘောကျမယ်လို့ယုံကြည်ပါရဲ့နော်။အားလုံးပဲနှစ်တစ်ခုအချိန်ကာလမှာဘေးဘယာရီကင်းဝေးလို့ကျန်းမာရှင်သန်းကြပါစေရှင်။